ရှန်ဂရန်နီနယ်ဆက်ဖြစ်တဲ့ပင်လောင်းဖယ်ကုန်းဘက်ကိုအော်တိုဘာ၁၀ရက်နေ့တွေကစစ်ကော်မရှင်နဲ့ PNO ပူးပေါင်းတပ်တွေဟာစစ်ကြောင်းထိုးနေပြီးစစ်ကြောင်းနဲ့အနီးဆုံးကရွာတွေဖြစ်တဲ့ဘောရန်ရွာ၊တောင်စလုံးကျေးရွာ၊မြောက်စလုံးကျေးရွာနဲ့ရေအေးကုန်းကျေးရွာအပါအဝင်ရွာ၉ရွာလောက်မီးရှို့ဖျက်ဆီးခံခဲ့ရတာပါမီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ရွာတွေကဒေသခံတွေဟာလက်ရှိနီးစပ်ရာတောတောင်နဲ့ဆစ်ဆောင်နေကြရပြီးအရေးပေါ်စားနပ်ရိက္ခာနဲ့အမိုးကာတွေလိုအပ်နေတာပဲဖြစ်ပါတယ် ခရနီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ရဲ့စာရင်းအရအောက်တိုဘာ19ရက်နေ့အထိကျေးရွာ900ကလူဦးရေ4000ကျော်ကိုရပ်ဖွဲ့ဖွဲ့စည်းတင်တဲ့ကယ်ဆယ်ရေးသမားတွေကတွားကဲထုတ်ထားပြီးလို့ IEC ရဲ့အတွင်းရေးမှူးနှစ်ကိုပညာက DBB ကိုပြောပါရယ်ကျွန်တော်တို့လူဦးရေက4000ဝန်းကျင်ရှိတော့ကျွန်တော်တို့နေရာတစ်ခုထဲမှာကျွန်တော်တို့စုပြုံနေလွှဲဆင်းပေးရပါတယ်ဟောနောက်ပြီးတော့မှလူဦးရေကလည်းတနည်းဆိုရင်အထောက်စုတရာနေပါထထောင်နေပါထပေါ့နော်အကဲပြန်ဆောင်မယ့်ပုံစံတော့ရှိတော့ပေါ့နော်တချို့ကတော့ဘလို့ဆိုရာကြီးခဏ တချို့ဆောက်ဦးမှာပြီးအများပိုင်းပြီးသူဆောက်ဦးမှာတင်းနေရှိတယ်လို့တချို့ကတော့လည်းဒီဟိုဘယ်လိုပြောမလဲဒီကိုအင်္ဂလိပ်တဲလေးတွေပေါ့နော်ပိုဆိုင်ဆိုင်နေရာကိုကျွန်တော်ရှေ့ပြောင်းတော့မှနေထိုင်တာတော့ရှိပါလေဟာဒါတော့ loss ပဲပေါ့နော်အဓိက loss ချက်ကတော့စာအစာတောက်ရဲ့နောက်ပြီးတော့မှအရေးပေါ် ကျွန်တော်တို့ဒီတဲဒီ support တွေလို့အားတဲ့အမှုအကပေါ့နော်ဒါအဓိကကြာနောက်တချို့နေရာမှာမူအရည်ဖြစ်မယ်လဲဆိုမယ်လဲတချို့နေတဲ့နေရာတွေကရေရရှိမှုကခက်ခဲရှိတာရှိတယ်ပေါ့နော်နောက်ထင်းတွေကစပေါ့နော်အဲ့ဒါခက်ခဲရှိတယ်ပြခဲ့တဲ့စက်တင်ဘာလမှာလဲစစ်ကော်မရှင်နဲ့ PNO ပူးပေါင်းစစ်ကြောင်းဟာပင်လောင်းဖယ်ခုံနယ်စပ်ဘက်ကိုစစ်ကြောင်းဝင်ထိုးလို့ဒေသခံ၄000ကျော်ထွက်ပြေးခဲ့ရပြီးအခုဒီလမှာလဲနောက်ထပ်ဒေသခံ၄000ကျော်ထပ်မံထွက်ပြေးနေရတာပါ ဖပြေးလာတဲ့ဒေသခံတွေရဲ့ပြောပြချက်အရအော်တိုဘာ10ရက်နေ့မှာမြောက်စလုံးကျွရွာကိုစစ်ကြောင်းကမိဝင်ရှို့တာဖြစ်ပြီးအော်တိုဘာ13ရက်နေ့မှာတော့တိုက်ပွဲဖြစ်နေတာမဟုတ်ဘဲနဲ့ဘောရန်ကျွရွာနှစ်ရွာကိုအင်အား90လောက်နဲ့မိဝင်ရှို့တဲ့အတွက်ဘောရန်ရွာခန့်တွေဟာတနိုင်းနီးပါးလမ်းလျှောက်ထွက်ပြေးခဲ့ရတယ်လို့ဆိုပါတယ်။ဒါပဲမိချင်းမတို့ပေါင်ပေါင်ရောက်ပြီ။ဟုတ်အဲ့ဆိုတော်ရည်တော့ကွာမလေးအမေလည်းမဆိုင်တော့ညီမကတော့တောင်းပါမှာပဲစစ်နေမယ်ညီမတော့ခင်တော့ညီမတောင်းပါလေသူလက်လက်ကြီးထူတော့ ဩတောင်ပေါ်တက်တော့တွေ့လို့လက်နေကြည်လိုက်ထူတာကောင်းကောင်းကလေးတော့အရင်ပြာမော်ကလေးတော့စတင်လာစတင်ကြောင်းထူမတင်တယ်ဩကောင်းတော့မမဖြစ်လရှိမှာတော့ထွက်ပြေးလာတဲ့စစ်ဆောင်တွေအတွက်အင်တာနက်အမိုးကာပစ္စည်းလိုအပ်ချက်တွေမြင့်တက်နေပါဗျ။ကယ်ဆယ်ရေးသမားတွေနဲ့ရက်ဖွဲ့ဖွဲ့စည်းတွေကအရေးပေါ်စားနပ်ရိက္ခာတွေအတွက်ကူညီတောင်းခံထားသလိုမပြေးနိုင်ပဲကြံနေခဲ့တဲ့စစ်ဆောင်လူနာတွေအတွက်လည်းစေဝါလိုအပ်ချက်တွေရှိနေပါဗျာခင်ဗျာ။ကျွန်တော်မော်ရစ်ပါ။